မိတ်ဆွေတို့ရဲ့အဖွဲ့အစည်းတွေရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေဘလောက်အထိအောင်မြင်နေပါသလဲရန်ပုံငွေရှာဖွေရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေရှိနေတဲ့ဆိုရင်ဒီစာအုပ်ကမိတ်ဆွေတို့အတွက်အဖြစ်ဖြစ်နိုင်ပါတယ်ဒီနေ့မှာခရစ်စတိုဖာအန်ကနိုရေးသားထားတဲ့ AAZ က Disguise to Fundraising Operation ဆိုတဲ့စာအုပ်အကြောင်းကိုမျှဝေပေးသွားပါမယ်ဒီစာအုပ်ထဲမှာရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေကိုဘလို့စနစ်တကျစီမံခန့်ခွဲရမလဲဆိုတာကိုအသေးစိတ်ရှင်းပြထားပါတယ်လဲ့နေသောထိတ်တုံးဥပမာ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေဟာလှည့်နေတဲ့ထိတ်တုံးတစ်ခုနဲ့တူပါတယ်ထိတ်တုံးရဲ့အစိပ်ပိုင်းတွေဖြစ်တဲ့အချက်လက်ပြီးပညာအစီရင်ခံစာလုပ်ငန်းစဉ်နဲ့ဝန်ထမ်းတွေဟာအရေးကြီးပါတယ်ဒီအစိပ်ပိုင်းတွေညီညီညွတ်ညွတ်နဲ့အလုံးလုံးမှရန်ပုံငွေရှာဖွေရေးဟာအောင်မြင်မှာပါအမှုဆောင်ရရှိတယောက်အနေနဲ့မိတ်ဆွေရဲ့အဓိကတာဝန်ကလုပ်ငန်းရဲ့အသေးစိတ်အချက်အလက်တွေကိုကျွမ်းကျင်ဖို့မဟုတ်ပါဘူး။ဘာတွေအလုပ်ဖြစ်လဲဘာတွေအလုပ်မဖြစ်လဲဆိုတာကိုနားလည်ဖို့ပါ။မညီမျှမှုတွေကိုမြ мян သိရှိပြီ တင့်တော်တဲ့ဝန်ထမ်းတွေကိုဖြည့်ရှင်းခိုင်းရပါမယ်။အသေးဖွဲကိစ္စတွေမှာအချိန်ကုန်နေမဲ့အစားအလူရှင်တွေနဲ့ဆက်ဆံရေးတိစောက်ပြီးရန်ပုံငွေရှာဖွေရေးကိုအာရုံစိုက်တင်ပါတယ်။အစိပ်ပိုင်းတစ်ခုရဲ့အောင်မြင်မှုဟာနောက်တစ်ခုရဲ့အခြေအနေပေါ်မှာမူတည်ပါတယ်။ဥပမာအားဖြင့်မယုံကြည်ရတဲ့အချက်လက်တွေဟာခင်မီနီးပညာရဲ့အကျိုးသက်ရောက်မှုကိုယိုနှဲစေနိုင်ပါတယ်။ဒါအပြင်မတိကျတဲ့အစီရင်ခံစာတွေနဲ့လုပ်ငန်းစဉ်တွေဟာဝန်ထမ်းတွေရဲ့စိတ်ဓာတ်နဲ့ထုတ်လုပ်မှုကိုထိခိုက်စေနိုင်ပါတယ်။ အချက်လက်တီးလောင်စာအချက်လက်ဆိုတာရန်မုံငွေရှာဖွေရေးလုပ်ငန်းတွေအတွက်အဓိကလောင်စာပါပဲအချက်လက်တီးကြမှန်ကန်မှုမြန်ဆန်မှုနဲ့ပမာဏများများရရှိဖို့ဆိုတာအရေးကြီးပါတယ်အဖွဲ့အစည်းတွေဟာဒီချက်တွေကိုချိန်ညှိနိုင်ရင် လုပ်ငန်းလက်ပတ်မှုဟာချုံးမွေ့မှာဖြစ်ပြီးရန်မုံငွေရှာဖွေရေးလည်းအောင်မြင်မှာပါတီးကြမှန်ကန်မှုဟာအရေးကြီးဆုံးပါအလှူရှင်တွေကိုတီးကြတဲ့ပြေစာတွေနဲ့ကျေးဇူးတင်လို့တွေကို ပေးပို့ရပါမယ် ဒါပေမဲ့တရားရဂိုင်းလုံးတိကျဖို့ဆိုတာတော်တော်လေးခက်ခဲနိုင်ပါတယ်။ထိတ်တန့်အလူရှင်တွေနဲ့ရန်ပုံငွေရနိုင်ခြေရှိသူတွေကိုဦးစားပေးပြီးတိကျမှန်ကန်အောင်လှုပ်ဆောင်တင်ပါတယ်။မျက်စံမှုကလည်းအရေးကြီးပါတယ်။ဒါပေမဲ့မျက်စံမှုအတွက်တိကျမှုကိုမစတေးတင်ပါဘူး။လုပ်ငန်းစဉ်တွေကိုအလိုလျောက်လှုပ်ဆောင်ခြင်းအဖြစ်အရေးသွေးကိုထိမ့်သိမ့်ပြီးအချက်လက်ပမာဏကိုထိန်းချုပ်နိုင်ပါတယ်။ National Change of Address လို့နည်းပညာတွေကိုအသုံးပြုပြီးအချက်လက်တွေကိုပို့ပြီးပြေဆောင်အောင်လှုပ်ဆောင်တင်ပါတယ်။ ဤပညာသည်အင်ဂျင်ဤပညာကရန်ကုန်ငွေရှာဖွေရေးလုပ်ငန်းရဲ့အင်ဂျင်ပါပဲအမှုဆောင်ရာရှိတယောက်အနေနဲ့ဤပညာကိုရွေးချယ်တဲ့အခါပြောင်းလဲတဲ့အခါနဲ့အကောင့်ထဲပေါ်တဲ့အခါမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ရပါမယ်လိုအပ်တဲ့ဘတ်ဂျက်နဲ့အရင်းမြစ်တွေကိုရရှိအောင်လဲဆောင်ရွက်ပေးရပါမယ်ဤပညာစီမံကိန်းတွေဟာမျှော်လင့်ချက်ကြီးကြီးထားရကနေစိတ်ပျက်စရာဖြစ်လာတတ်ပါတယ်အမှုဆောင်ရာရှိတွေဟာဒီမျှော်လင့်ချက်တွေကိုစီမံခန့်ခွဲရပါမယ် လိုအပ်ချက်တွေကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီးကုန်ကျစရိတ်နဲ့အကျိုးအမြတ်တွေကိုတွက်ချက်ရပါမယ်။ data တွေကိုပြောင်းရွှေ့ရုံနဲ့မပြီးပါဘူး။အဓိကအလုပ်ကတော့စနစ်တစ်ကိုအကောင့်ထဲပို့ပြီးနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပေါင်းစပ်ဖို့ပါပဲ။ဝန်ထမ်းတွေအားလုံးကအတီးပြူထားတဲ့ဤပညာကိုအသုံးပြုဖို့နဲ့အဖွဲ့အစည်းရဲ့မှတ်ညံနဲ့တိကျတဲ့အစီရင်ခံစာတွေအတွက်တိကျအောင်လုပ်ရပါမယ်။အစီရင်ခံစာသည်အိမ်မြောက် ကြီးကြမှန်ကန်ပြီးပြည်စုံတဲ့အစီရင်ခံစာတွေကိုထုတ်လုပ်နိုင်ခြင်းဟာရန်ပုံငွေရှာဖွေရေးလုပ်ငန်းရဲ့အရေးသွေးကိုချက်ချင်းပြသနိုင်ပါတယ်။ထိရောက်တဲ့အစီရင်ခံစာတွေဟာအချက်လက်နဲ့ဒီပညာကိုယုံကြည်မှုကို တိဆောက်ပေးပြီးမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ချရာမှာအထောက်အကူဖြစ်စေပါတယ်။အစီရင်ခံစာတွေကိုနားလည်ဖို့လွယ်ကူစေဖို့အတွက်ဝေါ်ဟာရတွေကိုရှင်းရှင်းလင်းလင်းနဲ့အတိတ်ပဲဖွင့်ဆိုထားရပါမယ်။ ဥပမာပြီးခဲ့တဲ့နှစ်ကဒေါ်လာ900နဲ့အထက်လှူဒန်းမှုအလုံးစုံတဲ့မရှင်းလင်းတဲ့တောင်းဆိုမှုတွေဟာရှုပ်ထွေးမှုနဲ့တောင့်နေမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဗဏ္ဍာရေးအစီရင်ခံစာတွေရန်ပုံငွေတိုးတက်မှု အစီရင်ခံစာတွေအစီအစဉ်အစီရင်ခံစာတွေနဲ့စွမ်းဆောင်ရည်အစီရင်ခံစာတွေစတဲ့မတူညီတဲ့ရည်ရွယ်ချက်တွေအတွက်အစီရင်ခံစာမျိုးစားတွေကိုအမှုဆောင်ရရှိတွေလိုအပ်ပါတယ်။လုပ်ငန်းစဉ်များသည့်ဂီယာများ ုပ်ငန်းစဉ်တွေဟာအချက်လက်နဲ့ဒီပညာကိုရန်ပုံငွေရှာဖွေရေးစီစဉ်တွေအတွက် ထောက်ပံ့မှုအဖြစ်ပြောင်းလဲပေးတဲ့ခီယာတွေပါပဲဒီလုပ်ငန်းစဉ်တွေဟာထိရောက်မှုရှိုံသာမကမြန်ဆန်မှုလည်းလိုအပ်ပါတယ်အလှူရှင်တွေကိုအတိကတ်ထားပြီးလှုပ်ဆောင်တင်ပါတယ်လက်ဆောင်ပစ္စည်းတွေကိုစီမံဆောင်ရွက်ပေးခြင်းသည်အရေးကြီးတဲ့လုပ်ငန်းတော်ဝန်တစ်ခုဖြစ်ပြီးစီကတ်ရှိဖို့နဲ့အလှူရှင်ကိုဦးစားပေးဖို့လိုအပ်ပါတယ်လက်ဆောင်ပစ္စည်းတွေကိုလက်ခံရရှိခြင်းမှတ်တမ်းတင်ခြင်းထည့်သွင်းခြင်းနဲ့အပိတက်ခြင်းဆိုတဲ့အစဉ်လေးအစဉ်ပါဝင်ပါတယ် လေ့ကျင့်သင်ကြားပေးခြင်းသည်အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဝန်ထမ်းတွေဟာကိရိယာတွေကိုဘယ်လိုအသုံးပြုရမလဲ၊လုပ်ထုံးလုပ်နည်းတွေကိုဘယ်လိုလိုက်နိုင်ရမလဲဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်။အမှုဆောင်အရာရှိတွေအနေနဲ့သက်ဆိုင်ရာလေ့ကျင့်မှုတွေမှာပါဝင်သင့်ပါတယ်။လူများသည်အဓိကဝန်ထမ်းတွေဟာအရေးကြီးဆုံးပါအမှုဆောင်အရာရှိတွေဟာဝန်ထမ်းတွေကိုနားလည်ဖို့စာနာဖို့နဲ့ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ဝန်ထမ်းတွေအလုပ်ထွက်တာများရင်ကုန်ကျစရိတ်များနိုင်ပြီ ိတ်သက်ကြစင်စေနိုင်ပါတယ်။ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်အရေးချင်းတွေပေါင်းစပ်ထားဖို့လိုအပ်ပါတယ်။ခေါင်းဆောင်မှုနဲ့ဆက်သွယ်ရေးကောင်းမှုမှုဦးစားပေးတွေကိုချိန်ညှိနိုင်ဖို့ဒံဘုံငွေရှာဖွေရေးဆိုင်ရာကျွမ်းကျင်မှုရှိဖို့နဲ့လုံဆောင်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။ဝန်ထမ်းတွေအားလုံးဟာဝန်ဆောင်မှုပေးနိုင်တဲ့စိတ်သက်ရှိဖို့နားထောင်နိုင်ဖို့စီကဲရှိဖို့ဤပညာနဲ့ကနန်းဆိုင်ရာကျွမ်းကျင်မှုရှိဖို့တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။ အလားအလာရှိသူများရှာဖွေခြင်းအလားအလာရှိသူများရှာဖွေခြင်းသည်ရန်မုံငွေရှာဖွေရေးမဟာပြူဟာကိုတိုက်ရိုက်တည်ပေးဖို့အချက်လက်အလုံးစုစည်းထားခြင်းဖြစ်ပါတယ်။ဒါဟာအချက်လက်တွေကိုထောက်လှမ်းရေးဖြစ်ပြောင်းလဲပေးပြီးရန်မုံငွေရှာဖွေသူတွေကိုအလားအလာကောင်းသူတွေစီဥတည်စေပါတယ်။အလားအလာရှိသူများအကြောင်းသူတည်တနာပြုလုပ်ခြင်းဟာအဖွဲ့အစည်းနဲ့ဆက်သွယ်မှုပေးကမ်းလို့စိတ်နဲ့ဗန္ဓာရေးဆိုင်ရာဆက်ဆောင်ရည်တွေကိုထိုးထွင်းသိမြင်စေပါတယ်။ ကျွမ်းကျင်တဲ့သူတ္တီတွေဟာအချက်လက်တွေကိုအကဲဖြတ်ဖို့နဲ့မမှန်ကန်တဲ့အချက်တွေကိုရှောင်ရှားဖို့အရေးကြီးပါတယ်။စနစ်တကျစီမံခန့်ခွဲခြင်းသည်အလားအလာရှိသူတွေကိုရှာဖွေခြင်း၊ပြုစုပျိုးထောင်ခြင်း၊တောင်းခံခြင်းနဲ့ထိန်းသိမ်းခြင်းတို့ကိုခြေရခံပါတယ်။ရန်ပုံငွေရှာဖွေရေးဆိုင်ရာခွဲခြားစစ်ဖြာခြင်းဟာအခွင့်အလမ်းတွေကိုဖော်ထုတ်ရမှာကူညီပေးပါတယ်။အစီအစဉ်ထောက်ပံ့ခြင်း ရန်ပုံငွေရှာဖွေရေးအစီအစဉ်တွေကိုထောက်ပံ့ဖို့ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေရှိနေတာဖြစ်ပါတယ်။အစီအစဉ်တစ်ခုစီမှာမတူညီတဲ့လုပ်ငန်းလိုအပ်ချက်တွေရှိပြီးအမှုဆောင်အရာရှိတွေအနေနဲ့လုပ်ငန်းတွေအားလုံးကိုပေါင်းစပ်ထားဖို့လိုအပ်ပါတယ်။အ धिक အလူငွေတွေအတွက်သုတေသနချက်လက်တွေကိုပံ့ပိုးပေးပြီးရန်ပုံငွေရှာဖွေသူတွေအတွက်နည်းပညာဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပါတယ်။နှစ်ဆယ်အလူငွေတွေအတွက်အချက်လက်တွေကိုစီမံခန့်ခွဲပြီးဓာတ်ရိုက်တုံ့ပြန်မှုလုပ်ငန်းစဉ်တွေကိုအလိုလျောက်လှုပ်ဆောင်ပေးပါတယ်။ ါဝင်ပတ်သက်မှုနဲ့ပွဲတွေအတွက်တိကျတဲ့စာပို့စာရင်းတွေကိုစီမံခန့်ခွဲပေးပြီး online တိုင်းဝိုင်းကိုစီမံခန့်ခွဲပေးပါတယ်။မှတ်ပုံတင်ခြင်း၊ငွေပေးချေမှုလုပ်ဆောင်ခြင်း၊အစီရင်ခံစာတင်ခြင်းနဲ့အကျိုးခံစာအခွင့်စီမင်းစည်းကမ်းတွေကိုလိုက်နာခြင်းတို့အတွက်လုပ်ငန်းဆိုင်ရာအကူအညီကိုလည်းပံ့ပိုးပေးပါတယ်။ခရီးစီးကြောင်းများကိုပညာရှိစွာလမ်းညွှန်ပါဤပညာအသစ်တွေနဲ့ချင်းကပ်မှုတွေနဲ့တူရံမုံငွေရှာဖွေရေးဟာအမြဲပြောင်းလဲနေပါတယ် အမှုဆောင်အရာရှိတွေဟာခရီးစီးကြောင်းတွေကိုဝေဖန်ပိုင်ချပြီးစစ်မှန်တဲ့တီထွင်စမ်းသစ်မှုနဲ့ခေတ္တခဏပေါ်လာတဲ့အရာတွေကိုခွဲခြားသိမြင်ရပါမယ်။ကုန်ကြစရိတ်နဲ့အကျိုးအမြတ်တွေကိုတွက်ချက်ရပါမယ်။ဒေတာပမာဏများပြားခြင်းရရှိနိုင်မှုနဲ့နေရအနှံ့ပြားရှိခြင်းတို့ကအခွင့်အလမ်းတွေနဲ့ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေကိုတင်ပြပါလေ။ဒေတာစုဆောင်းခြင်းနဲ့အသုံးပြုခြင်းအတွက်ရှင်းလင်းတဲ့ကျင့်ဝတ်ဆိုင်ရာအခြေခံအုတ်မြစ်တွေကိုတည်ထောင်ရပါမယ်။ဝန်ထမ်းတွေနဲ့အလှူရှင်တွေအတွက်ပုံမှန်ကောင်းမွန်တဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့ ချိတ်ဆက်ပေးနိုင်စွမ်းကိုပေးဆွနိုင်ပါတယ်။ဒေတာတိကျမှန်ကန်မှုကိုတိုးတက်စေခြင်းအဖြစ်တည်တာထင်ရှားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။တက်ရောက်မှုကို တိုင်းတာပါလုပ်ငန်းဆောင်လာရဲ့ပမာဏကိုခြေရခန္ဓာအသုံးဝင်ပေမဲ့လုပ်ငန်းရဲ့ရလက်အပေါ်တက်ရောက်မှုကိုတိုင်းတာဖို့အမှုဆောင်ရရှိတွေကတွန်းအားပေးရပါမယ်။ဒေတာတစ်ပြောင်းခြင်းလုပ်ငန်းစဉ်တွေမြန်ဆန်လာခြင်းနဲ့ဤပညာတွေအကောင့်ထဲပို့ခြင်းတို့ကိုတိုးမြင့်လာတဲ့ဝင်ငွေနဲ့ချိတ်ဆက်ရပါမယ်။ ထိရောက်တဲ့စီမံခန့်ခွဲမှုဟာနှစ်ပတ်လည်သုံးသပ်ချက်ထက်ကျော်လွန်ပါတယ်။စွမ်းဆောင်ရည်တိုင်းတာမှုတွေကိုဆင်ဆက်မပြတ်နဲ့စီကံရှိရှိအသုံးပြုခြင်းသည်အောင်မြင်မှုတွေကိုဂုံပြုဖို့နဲ့လုံလောက်မှုမရှိတဲ့အပြုမှုတွေကိုဖြေရှင်းဖို့အရေးကြီးပါတယ်။အရေးချင်းရှိတဲ့ဝန်ထမ်းတွေကိုထိမ့်သိမ်းထားဖို့ဟာရည်ရှိအောင်မြင်မှုအတွက်အရေးကြီးပါတယ်။မြင့်မားတဲ့စွမ်းဆောင်ရည်ကိုစုချမြင့်ခြင်းနဲ့တအူးချင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းအဖြစ်ဝန်ထမ်းတွေကိုထိမ့်သိမ်းထားသင့်ပါတယ်။ ဒီစာအုပ်ထဲမှာရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုအသေးစိတ်ရှင်းပြထားပါတယ်။အချက်လက်တွေကိုတိကျမှန်ကန်အောင်ထားပါ။မိပညာကိုထိရောက်စွာအသုံးပြုပါ။အစီရင်ခံစာတွေကိုရှင်းရှင်းလင်းလင်းရေးသားပါ။လုပ်ငန်းစဉ်တွေကိုမြန်ဆန်အောင်လုပ်ဆောင်ပါ။ဝန်ထမ်းတွေကိုကောင်းမွန်စွာဆက်ဆံပါ။မိတ်ဆွေတို့ရဲ့အဖွဲ့အစည်းအတွက်ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။